ိုးပြည်သက်ကြီးမင်္ဂလာပါယုံမေတော့အခုရောက်နေတဲ့နေရာကဒါအဝဲရပေါ့နော်တောင်ခမ်းဆစ်စင်ရပြန်တမော်သားတွေကိုကျိုးစိုးတဲ့ပွဲကိုပြမလို့ရရှိနေရပဲဖြစ်ပါတယ်အော်ဒီပြန်လာတဲ့ရှေ့တန်းဆစ်တွေအနေနဲ့ပေါ့နော်သူတို့ရှေ့တန်းမှာဘယ်လိုမျိုးတိုက်ခတ်ခိုက်ခဲ့လဲဆိုတော့အကြောင်းတွေရပြီးတော့ဒီမိသားစုဝင်တွေကရောဘယ်လိုမျိုးဝမ်းမတတာနဲ့ကျိုးစိုးကြလဲဆိုတော့ပုံရိပ်ကလေးတွေကိုပြမလို့ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် နေရတော့တာတို့သမိုင်းမှာဟမ်မိမရနိုင်တဲ့ဒီတနေ့လို့တာတိုင်းမနေလေးပြောချင်တာဖြစ်ပါတယ်ဦးလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဦးလေးကြုံတွေ့ခဲ့ရတယ်ရှင်းတဲ့ဆိုတဲ့အရာကြီးကဘယ်လိုမျိုးဖြစ်မလဲရှင်းတဲ့ဆိုတဲ့အရာအရာမျိုးကရန်သူတွေကိုရဲဝဲဝဲတိုက်ခိုက်ချေမုန်းရမယ့်အရာမျိုးကြီးပါခင်ဗျာကျွန်တော်တို့ကရဲဝဲဝဲလည်း တောင်ခန်းဆိုတဲ့နေရာမှာကျွန်တော်တို့တိုက်ခဲ့ရပါတယ်ခင်ဗျအဲ့အဲ့တောင်ခန်းမှာဘယ်လိုမျိုးတိုက်ပွဲဝင်ခဲ့လဲတောင်ခန်းမှာဆိုကျွန်တော်တို့ကိုးတောင်မြေကျွန်တော်တို့စရောက်တဲ့နေ့တွေရနေပြီးမှကျွန်တော်တို့စတိုက်ခဲ့တာရန်သူပလောင်6လောင်းနဲ့ကျွန်တော်တို့တနက်9လက်ရခဲ့ပါတယ် RPG လက်2လက်ရခဲ့ပါတယ်အဲ့ဒါကိုကျွန်တော်တို့ရဲဝိုးဝိုးနဲ့ပလောင်တွေထွက်ပြေးအောင်ကျွန်တော်တို့ခြေမုံးခဲ့ရပါတယ်ကျွန်တော်တပည့်တွေလည်းအားလုံးရဲဝိုးဝိုးနဲ့ကြားတက်ထိုးပြီးတော့မှကျွန်တော်ဆက်လက်ပြုတ်ကူနဲ့အကုန်လုံး လုံရဲကင်ရဲတဲ့ရဲဘော်တွေပဲဖြစ်ပါတယ်ခင်ဗျာဒီလိုဒီလိုတိုက်ခဲရတဲ့အခါမှာပေါ့အဲ့လိုအကြုံတွေ့ရတဲ့အခက်ခဲတွေပင်မဆင်းရဲမှုတွေရှိခဲ့မှာပဲပေါ့နော်အဲ့လေးလည်းနည်းနည်းလေးဝေမျှပေးပါဟုတ်ကဲ့ခင်ဗျာပြောရမယ်ကျွန်တော်တို့စစ်သားဆိုတာဘာငတ်နေငတ်နေကျွန်တော်တို့ငတ်ခံနေတယ်ဆက်လိုက်လေးတစ်လိုက်ကိုကျွန်တော်တို့ရလို့ရှိရင်ကျွန်တော်တို့ထက်လိုက်တစ်လိုက်ကိုလူ10ယောက်15ယောက်တောက်ရပါတယ်အဲ့ဒါလေးလည်းအခက်ခဲရှိပါတယ်ဒါတွေကတော့ဂျန်နဲ့ကျွန်တော်တို့စားတာတောက်တာမလို့ပါဘူး အဲ့တော့ကောက်တဲ့အချိန်မှာရန်သူဘက်ကိုကြတဲ့အချိန်မှာကျွန်တော်တို့ခဲရင်းရင်းကောက်ခဲ့ရပါတယ်ဒါတော့ကျွန်တော်တို့အခက်ခဲဆုံးပဲကျွန်တော်တို့ရဲ့အဓိကခဲရန်ဆိုတာအဓိကဟာဆိုတော့ကျွန်တော်မရရအောင်မိုင်းထိပြီးတော့ကျွန်တော်တို့ရယူခဲ့ရပါတယ်ရန်သူနဲ့အစကနေရန်သူအပြစ်ခံပြီးသွားပြီးအဲ့တော့ကောက်ရတယ်အဲ့လိုမိုင်းတော်တဲ့အဲ့တော့ကောက်ရတယ်အဲ့ဟာလေးပဲအခက်ခဲရှိတာပါကျန်တာတော့ကျွန်တော်တို့အခက်ခဲမရှိပါဘူးရန်သူနဲ့တိုက်ခဲ့တဲ့အချိန်မှာလည်းကိုယ့်တပည့်တွေကိုစီယုံပြောပါရဲဘုံဘုံတိုက်ကြောက်စရာမလိုဘူးပလောင်ဆိုတဲ့ဘောတိုက်ရင်ပြေးတယ်အဲဒါပဲကျွန်တော်တို့ တပတ်တွေနဲ့အခုလက်တွဲပြီးတော့ခြေချင်းတက်နေကြီးတောင်ခမ်းမှာတိုက်ခဲ့ရပါတယ်အဲလိုမျိုးပြမန်းဆင်းရဲမှုတွေကြော်လွန်ပြီးတဲ့နောက်မှာအခုကိုယ့်ရဲ့ဒီနေရက်ကိုပြန်ရရှိလာပြီပေါ့နော်အဲကိုယ့်ရဲ့မိသားစုနဲ့လည်းတွေ့ရတဲ့အခါဘယ်လိုမျိုးအဲမိသားစုကကိုယ့်ကိုဘယ်လိုမျိုးလာကြိုလဲကိုယ့်စိတ်ထဲမှာဘယ်လိုခံစားခဲ့ရလဲရှင်ထဲမှာဟိုပြောမတတ်ပြလောက်အောင်မှာဝမ်းသာလိုလိုဝမ်းနေတယ်လို့လို့ဖြစ်မိပါတယ်အာတငယ်ချင်းရဲ့မိသားစုတွေကိုဝမ်းနေတယ်ဝမ်းသာတာကိုယ့်မိသားစုနဲ့တွေ့တာဝမ်းသာတယ်ကျွန်တော်တော့အဲ့လိုပဲကျွန်တော်စိတ်ထဲမှာတော့ရှိပါတယ် အဲ့မှာဟိုကြာဆုံးသွားတဲ့စစ်တီကိုရဲ့လောက်ဖို့ကိမ်းမက်တရောရှိလားဟုတ်ကဲ့ခင်ဗျကျွန်တော်ရဲ့ဆက်လက်ကျွန်တော်ရဲ့ဂန္ဓာတူနှစ်ယောက်ပေါ့ကြီးဖြည့်နေနေကြီးနှစ်တွဲပဲဖြည့်တာအခုချိန်ဒီအိုက်ကြီးနှစ်တွဲလေးကိုကျွန်တော်တင်ထားပါတယ်ဒီမှာကျွန်တော်အိုးထုတ်မှာကြီးထိထားပါတယ်အာတပည့်တွေပြောရင်းတော့ကျွန်တော်ကြီးထိထားပါတယ်အဲ့ဒါကျွန်တော်စလိုက်ပါအိုးထုတ်ဦးနေအကာကွယ်ကအိုးထုတ်နဲ့သေးတယ်အကာကွယ်ကိုတစ်ချက်မှန်တယ်အိုးထုတ်ကိုတစ်ချက်မှန်တယ်ဒါကျွန်တော်ဒါနောက်ဆုံးပွဲစီမှာ တပည့်တည်းကြတယ်ကျွန်တော်အုတ်ထုတ်လဲမှန်တယ်ဒါပေမဲ့ကျွန်တော်တို့နောက်မဆုံးရဲဘုံရအောင်ကျွန်တော်တို့တိုက်ခဲ့တယ်အခုလိုမျိုးပေါ့နော်ဒီဒီတနိုင်ငံလုံးမှာပေါ့နော်အဲ့လိုမျိုးဒီတိုက်ပွဲဝင်နေကြတယ်ဒီရှေ့တန်းရောက်စစ်သည်တွေပြီးရှေ့တခြားတောင်ဝထမ်းဆောင်နေကြတယ်စစ်သည်တွေပေါ့အာဥနေနဲ့ဘယ်လိုစကားလေးပြောချင်သေးလဲတနိုင်ငံလုံးမှာရှိတဲ့စစ်သည်တွေကတကယ်ကြမ်းမအောင်ကိုယ့်အကူနေထိုင်ပြီးတော့မှဒီတောင်းကျမ်းသူအနေနဲ့ရိုက်ကရှိတဲ့ဘုံကိုရဲဘုံတိုက်ရင်ဒီကောင်တွေပြေးပါတယ် ရဲဝန်တိုက်ရင် အောင်မြင်ပါတယ်ရဲဝန်မတိုက်ဘဲနဲ့လူမကြီးမညာဘဲနဲ့မတိုက်ရင်တော့မရပါဘူးစိတ်တက်မာမာနဲ့တိုက်ဖို့လိုပါတယ်ပြည့်ရဲခရဲတိုက်ရဲမှာကိုယ့်အသက်ကိုလွတ်မယ်ဆိုတာကျွန်တော်တို့ကခံယူပြီးတော့ကြံတဲ့ရဲဘော်ရဲဘော်ရဲဘက်တွေလည်းအဲ့လိုပဲကိုမသေးအောင်ကိုမသေးအောင်ဆိုတဲ့ကိုစိတ်ထဲမှာထားလို့ရှိရင် အောင်မြင်ပါပါအဲ့လိုမျိုးခုဒီတိုက်ပွဲမှာအမွဲတွေရလာခဲ့တယ်အဲ့တော့ဒီအမွဲရတဲ့အဓိကတော့ချက်ပါတော့ချက်ကဘာများဘာဖြစ်မှန်းချင်လဲ အဲကျွန်တော်တို့ရဲ့ဘူကြီးပေါ့ဘူကြီးအခုကျွန်တော်တို့ချီချူးကုန်ပြီရတဲ့ဘူကြီးဇေယျမျိုးအမြောက်တက်မမှုကိုခွင့်ပြုချက်တောင်းနေအဖဒီကောင်ဒီကောင်နေကျွန်တော်တိုက်ချင်တယ်လူလေး20တဲ့နဲ့ကျွန်တော်တို့တိုက်တာ15မိနစ်ပဲကြာတယ်ကျွန်တော်တို့9000မီကိုတိုက်လိုက်တော့အဲအဲ့လိုအောင်မြင်ခဲ့ပါတယ်ကျွန်တော်အဓိကဟိုဆီလုံးမှုနဲ့တတိရှိမှုနဲ့ဘိုးကြီးရဲ့ဆန်းဆောင်မှုစီယုံမှုလည်းပါပါတယ်ဒါပေမဲ့အမြောက်က ရဲဘော်ရဲဘက်တွေလည်းအကုန်လုံးပါပါတယ်တကယ်တော်ပါတယ်ကျွန်တော်တို့လည်းခြေလင်းနေနဲ့အမြောင်းနဲ့တွဲလိုက်တဲ့အချိန်မှာညှိနှိုင်းပြီးတော့မှအကုန်လုံးအလုံးလုံးခဲ့တာအခုဆိုရင်ကျွန်တော်တို့ပြန်ခဲ့တာဆိုရင်တောင်ခမ်းမှာနေတဲ့ကိုယ့်အနှစ်မှာနေတဲ့ရဲဘော်တွေဆိုရင်ကျွန်တော်တို့မျက်ရည်ကျခဲ့ပါတယ်အဲ့ဒါလေးကြည်နူးမှုလေးအဲ့ဒါလေးတော့တခုတော့ရှိခဲ့ပါတယ်အတူတူလက်တွဲဘော်လက်တွဲဘော်လှုပ်တဲ့ရဲဘော်ရဲဘက်ကို ဟာကျေးဇူးလေးတင်ပါတယ်ကုန်းလေးယူပါတယ်ခုလိုဖြစ်ဖြစ်အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့လိုပြောရတာရင်ထဲမှာပေါ့သွားသလိုပဲဝိမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ခုလိုမျိုးပေါ့နော်ရှင်လည်းပြောင်းဝင်လာရတဲ့ခန်းစားချက်လေးလည်းပြောပြပေးပါဦးမိသားစုနဲ့ပြန်လဲဆုံစည်းရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်လို့ဟိုပြီးရင်ကိုရှေ့ထဲမှာလောက်ခဲ့တဲ့ဟာကိုလည်းလူကြီးအတိမတ်ပြပြီးတော့တပည့်တွေရောကိုရီးယားအစားအဲ့လိုသမင်ရာတို့ရေချီချူကုန်ပြီးတဲ့အတွက်လည်းအများကြီးဝမ်းသာကုန်ပြီပါတယ်လို့ဟိုလည်း ဒီလိုအခုလိုမျိုးပေါ့နော်ဒီရန်သူကဒီရက်ရှိလာများဆိုတာပိတ်ထားတဲ့ဂျားတွေကနေပေါ့မဟုတ်နော်အဲ့အဲ့အဲ့ဂျားတွေမှာမဘလိုမျိုးဘလိုစိတ်တက်နေကွာကြညာခံနိုင်ကြတာလဲဟုတ်ကဲ့ခင်ဗျာအဲ့တော့ဟိုကဒီကျွန်တော်တို့တောင်သွားထမ်းဆောင်ခဲ့တဲ့တောင်ခမ်းဒေသဆိုတာဟိုအရင်တော့ကရှမ်းနေရလူမျိုးပဲပေါ့အဲ့ဒီဓနုလူမျိုးတွေဆိုတာသူကသူယူသားနဲ့လောက်ပိုင်းစားတော့ပြီးတော့အေးကြညာနဲ့ဘာသာတရားကိုကိုင်းဆိုင်တဲ့လူမျိုးတွေပေါ့ဖွံ့ဖြိုးမှုမှာဆိုရင်လည်းအဲ့မှာအရင်တော့ကမရှိခဲ့ဘူးတဲ့ ဆလီဝါမြောက်တီဗီတကဆရာတော်ကြီးတော့ထွက်ခဲ့တယ်ပေါ့ကမ္ဘောဒါဆရာတော်ကြီးရဲ့သူ့ရဲ့မွေးရဇာတိမြေလည်းဖြစ်တယ်ပေါ့ဒါပေမဲ့သူတို့ပလောင်ဒီပလောင်လူမျိုး TNN တွေပေါ့ TNN တွေရောက်လာတော့မှသူတို့ရဲ့သူတို့မှုတွေကြောင့်သူတို့ရဲ့မနာလိုတဲ့စိတ်တွေကြောင့်ပေါ့ဒီနေမီလူချင်းမှုတွေကြောင့်ပေါ့ဒီလိုမျိုးနေထိုင်ုံနေဖြစ်ခဲ့တာပေါ့အဲ့လိုနေထိုင်ုံဖြစ်နေတယ်ဆိုမျိုးလည်းတိုက်ပွဲဆိုတော့ကိုကစစ်သားစိတ်ဖြစ်တဲ့အတွက်ကြောင့်ပေါ့တိုင်းမီကိုကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့ရွေးရွှေရှုံကာကွယ်ခဲ့တယ်လို့ပဲပြောကြမှာ အဲ့လိုတိုက်ပွဲတိုက်နေတော့မှအခက်ခဲတွေအများကြီးရှိမှာပဲပေါ့နော်အဲ့ဒီထဲမှာဟိုကိုကိုအနေနဲ့အဲ့လိုအခက်ခဲဆုံးဖြစ်ခဲ့တဲ့ဟာလေးကိုပြောပြပေးပါလားဟုတ်တိုက်ပွဲဆိုတော့အခက်ခဲကြီးကြားရလောရတဲ့အရာတစ်ခုပဲလေဟိုဂျန်သူကွာတေချောင်တန်တယ်မတန်ကွာအသေးခံရမှာပဲဆိုတော့အဲ့တော့အခက်ခဲတွေကတော့အများကြီးပဲဟိုကြုံကြုံခဲ့ရတာလည်းအများကြီးပဲပေါ့အဲ့တော့ကျော်သူကကိုလေးပြန်တဲ့အဲ့လိုရှားရတဲ့အဒီကကျင်းလာကြအောင်ပါအောင်ညောင်းအဲ့ဘက်မှာတော့အခက်ခဲတွေအများကြီးဖြစ်ခဲ့ခင်ဗျ လေးထုတ်ရှာရဆိုကွမ်းထုတ်လောက်ပဲရတယ်အဲ့နှစ်ထုတ်လောက်ကိုသူနဲ့ကိုဂျားထဲမှာကြားတဲ့ဟာဆိုညာဘက်ဒီကိုထွက်ပြီးတော့ကောက်ရတာမျိုးရှိရတယ်လေတချို့တပည့်ဆိုအဲ့လိုလိုက်ကောက်ရင်းနဲ့မိုင်းထိတာဘာလို့အဲ့လိုဖြတ်လိုက်ရအဲ့လိုဟာလေးခက်ခဲရအောင်ရှိပါတယ်အခုလိုမျိုးပေါ့နော်ဒီတိုက်ပွဲအလီလီအောင်နိုင်ခဲ့တဲ့အဓိကတော့ချက်အဓိကအကြောင်းအရာဘာများဖြစ်မလဲဟုတ်ဟိုဟာလူကြီးအနေနဲ့လေပေါ့ခဏဟိုနောက်ကနေပြီးတော့လိုအပ်တဲ့ဒီစစ်လက်နက်ခဲရန်ပေါ့ ရိတ်ခါပေါ့အဲ့အယူလဲအချိန်နဲ့တပြေးညီပို့နိုင်တယ်ပြစ်ကူစစ်ကူနောက်ဆုံးလေရင်ပြစ်ကူကအစားပေါ့ကျွန်တော်လိုချင်တဲ့အချိန်အတိကျရရခဲ့ပါခင်ဗျာတောင်းခဲ့မှာဆိုရင်ကိုကအများကြီးအခက်အခဲဖြစ်မယ်လို့ညွှန်မှန်းထားတော့ပဲမယ်ရှေ့ကိုဆက်တိုးမယ်ဆိုရင်တော့မအဲ့အချိန်မှာအဲ့ပြစ်ကူစစ်ကူကအဲ့ယူမျိုးချက်ချင်းရအောင်လုပ်ပေးနိုင်တဲ့အတွက်အောင်ခဲ့ရအောင်မြင်ခဲ့ရပါဘူးပေါင်းဆက်ညီနိုင်မှုကဟုတ်ဟုတ်ကဲ့ဟုတ်ကွာအဲ့လိုကိုနဲ့တူတိုင်ဝန်ဝင်ခဲ့တဲ့ကိုရဲ့စစ်တီတွေကိုရဲ့လုံးဝကိုင်မတ်တွေပေါ့ဒီ blog ကနေတစ်ဆင့်အဲ့လိုစကားလေးကပြပါအောင်လက်စကားလက်ဆောင်ပေါ့နော်ဟုတ် စင်သားဆိုတော့စစ်တိုက်တဲ့လို့လောရမှာဖြစ်တဲ့တွေ့ကြောင်းကိုကြီးလဲဟိုတိုင်းမိမပြိုးခွဲဖို့အတွက်ရိုးရှင်းစိမ့်နေပေါ့နောက်လဲတိုက်ရမှာပဲအခုလဲတိုက်ရမှာပဲစစ်သားကဒီ professional လောက်ကဒီစစ်တိုက်ရမယ့်အလုပ်ဖြစ်တဲ့တွေ့ကြောင်းတိုက်သွားပါလို့အားပေးလိုပါတယ်ဗျဟုတ်ကဲ့ဆရာခုလိုဖြစ်ပြတဲ့ကျေးဇူးများရှိတယ်ပါဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ အခုမင်္ဂလာပါဟုတ်မင်္ဂလာပါအအခုအစ်မြေပင်အစင်တိုးရရလို့ကြားရတယ်ပေါ့နော်အဘလိုမျိုးဒီတိုက်ပွဲမှာဆွမ်းဆောင်နိုင်ခဲ့လို့အစင်တိုးရခဲ့ရလဲအော်ကျွန်တော်တို့ကရန်သူစခန်းတွေပေါ့နော်အဲ့လိုမျိုးဟိုတွားပြီးရရှင်မုန်းတဲ့ခါမှာကျွန်တော်ဘက်ကအလောင်းလက်နဲ့တည်းရန်သူဟိုဟိုကောင်းကောင်းဝင်နေရှင်မုန်းနိုင်တယ်ရဲရင်နဲ့အဲ့လိုမျိုးတိုက်ခိုက်နေတဲ့အတွက်ကြောင့်မျိုးတစ်ခါလူကြီးကကျွန်တော်တို့ဒါမျိုးရှင်းနေတာပြီးတော့ဟုတ်အအစ်မြေပင်စင်တိုးကအဲ့တောင်ခတ်မှာဘယ်နှယောက်ရခဲ့လဲပေါ့ဟိုရတာတော့များပြကျွန်တော်တို့တင်ရင်မှာ3ယောက်ပါဗျာ4ယောက်ပေါ့အရာရှိတူ ူတော်ချက်တယောက်အရှာစင်းကဟိုရဲဘော်ကနှစ်ယောက်ပေါ့အာဒီတိုက်ပွဲအတွေ့အကြုံလေးလေးနည်းနည်းပါပါ sharing လုပ်ပေးလို့ရမလားဟုတ်တိုက်ပွဲအတွေ့အကြုံကကျွန်တော်တို့ကအဲ့မှာတော့အများကြီးထိတွေ့မှုဖြစ်နေတာဗျမမထန်းထန်းနေနေပေါ့အဲ့လိုမျိုးကျွန်တော်တို့ကလည်းသူတို့ရဲ့စကန်တို့အမကန်စကန်တို့ကျွန်တော်တို့ကအဲ့လိုမျိုးရဲရင်းနေပေါ့အဲ့လိုညွန့်ညွန့်နေအဲ့လိုစီစုံနဲ့တက်ပြီးတော့ရှင်မုန်းနိုင်ခဲ့တယ်အားကြောင့်မို့သူလည်းကျွန်တော်တို့ဒီအခုတောက်ခမ်းလာမှာတော့မရှိတော့ပါဘူးအဲ့မှာကြုံခဲ့ရတဲ့အခက်ခဲကိုပြပြပေးပြပြပေးလို့ရလားဟုတ်တိုက်ပွဲမှာတော့တိုက်ပွဲဆိုတော့ဟိုဟာကြမ်းတမ်းပါလေ ိုဘယ်ရမှအဆင်ပြေပါဘူးတိုင်ဟိုစားရင်းနေတွားရလိုက်ဒီမိုးတွင်းကာလနဲ့လည်းကျွန်တော်ဂျုံခဲ့ရတယ်အချိန်မှကျွန်တော်ခက်ခဲမြတ်တာဂျုံလိခဲ့ရပါတယ်အရင်တော့ဒီနေရာအေဂျင့်နဲ့အေဂျင့်နဲ့တာရတယ်နောက်ပြီးတော့ဒီမှာတို့ရောတို့ရွာသားတွေလောက်ခံစားတော့ကြရတယ်ကျွန်တော်တို့နားလည်မဲ့တို့ကလာလို့လည်းလောက်ရကျွန်တော်တို့အလိုမျိုးကျွန်တော်ရှိပါတယ်လာလို့တယ်အလိုမျိုးလုတ်တဲ့ခါကျရင်ကျွန်တော်ကထွက်ချင်းတယ်ထွက်ချင်းတဲ့ခါကျရင်တို့ကအလိုမျိုးချင်းပြောတယ်ကျွန်တော်တို့လုတ်တယ်ပေါ့အလိုမျိုးကျွန်တော်တို့ကအလိုစတားရရွာသားတွေကိုအလိုဖမ်းခေါ်ပြီးအဲ့မှအလိုလုတ်တယ်ကျွန်တော်ထင်တယ် မှန်သူတို့ကကျွန်တော်တို့ MNB ပလောင်လာလာပြီးကျွန်တော်တို့အဲ့လိုမျိုးလောက်တာဟိုအပြင်းမရှိရတာသူကပြောင်းရိတ်တယ်တပားရိတ်တယ်အဲ့လိုမျိုးမျိုးသမီးကိုခေါ်ဆောင်သွားတယ်မျိုးသားရောအဲ့လိုမျိုးနှိပ်စက်တယ်ဟုတ်ကဲ့ပါခုလိုအများကြီးဖြစ်ဖြစ်အတွက်ကျေးဇူးအများကြီးတင်ပါတယ် Yes you can love me to die ya no pyo ni bon mu le bi ga chi ni me so yin ma ma me you le chi we like le au mi la ni sa cha ya no long go you re dia lo se au mi I was in me ချစ်ခင်မောဒီရှင်းတန်းထွက်နေတဲ့အချိန်မှာပေါ့နော်နောက်ကနေပြီးမှဘယ်လိုမျိုး sporting ပေးဖြစ်လဲ sporting ကတော့အများကြီးပဲပေါ့နော်အဲတက်ထဲမှာလည်းဓမ္မဆက်ကြတွေရွတ်တယ်အိမ်မှာလည်းဓမ္မဆက်ကြတွေဆိုချိန်နဲ့မျှပေါ့နော်အရေးကြီးရင်အရေးကြီးသလိုပေါ့နော်မိမတယောက်ရဲ့တာဝန်ကြီးပြောင်းတော့အကုန်လုပ်တယ်ပေါ့နော် အတိုင်းပြည်တာဝန်ကိုထမ်းဆောင်နေတဲ့ဒီစစ်တီတယောက်ရဲ့မိမအနေနဲ့အားလုံးကိုချီးပြွချင်တာပေါ့နော်အဲဒါပါပဲ အော်ဒီကိုရဲ့အမျိုးသားနဲ့အကြာကြီးခွဲနေရတဲ့ကာလအတွင်းမှာရောဘယ်လိုမျိုးကိုကိုစေတမခံစားရလဲအဲတတိရတယ်လွမ်းတယ်နောက်တော့ညာညာတိုင်းဆိုအိတ်မပြောဟိုဘယ်လိုမှမလဲတမုတ်တွေရွတ်တယ်ဟိုမြေတားတုတ်တွေရွတ်တယ်သူ့ဘဲနေရရောက်ရောက်ပေါ့နော်အခုဆိုရင်ရမ်းမြည်နေမြောက်ပိုင်းတောင်ခမ်းမှာရှိတဲ့အင်္ဂါသားဟိုရေစောထုံးကိုယူပဲပြီးတော့ကုတောကောင်းမှုတွေများများလုပ်တယ်ပေါ့နော်အဲကြောင့်မလို့အခုလိုမျိုးဝမ်းသာတဲ့ခန်းစားချက်ဘာနဲ့မှမတူဘူးပေါ့နော် အဟိုဒီဒီတိုက်ပွဲမှာပေါ့နော်အတိုက်လာခဲ့တဲ့ဒီအတွေ့အကြုံလေးပါလေးရော sharing နေလုပ်ပေးသေးလားဟိုပါပေါ့အမရံချာကြတော့နောက်ကဇနီးတယောက်ကိုဘယ်လိုပါမလဲစိတ်ဆင်းရဲမဲ့စကားတွေဘာမှမပြောအာမိမနေကောင်းလားဘာစားပြီးလဲထမင်းမှန်အောင်စားနော်မိမမှာအစာရင်ရှိရယ်နော်အဲဒါပဲဒီလိုရှည်တန်းမှာဒီလိုမျိုးသူတို့ခက်ခဲခဲ့အားတွေဘာတစ်ခုမှမပြောစိတ်ချမ်းသာအောင်ထားခဲ့ပါတယ် ကဲပါရှင်အခုလိုမျိုးပေါ့နော်မျိုးသားခါကွက်ခင်မကပိုင်ဆိုင်ရတဲ့လည်းပြမျိုးအနေနဲ့အယောင်ပီတီဖြစ်မိပါတယ်။အာရှေ့ဆက်ပြီးတော့လည်းအောင်ပွဲအလီလီရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်။ပေးရဆုနေပြပါစေညီမ။ဟာအနိမင်္ဂလာပါ။မင်္ဂလာပါရှင့်။အခုလိုမျိုးကတော့ကိုယ့်ရဲ့ချစ်ခင်မွန်ရှေ့တက်မြတ်စတိုင်းကိုကြိုဆိုရတော့ဘယ်လိုမျိုးအကြိုဆိုခဲ့လဲ။အော်အရန်ဝမ်းတာပြီးတော့ဘောနောကိုယ့်ရောက်ကြောက်ပြေးဖက်ပြီးတော့ကြိုဆိုမိပါရှင့်။ ဲ့လိုမျိုးအမျိုးသားနဲ့ပေါ့နော်ဒါမိသားစုနဲ့အဲ့လိုအချိန်ကာလကြာကြီးခွဲရတဲ့ခါကျတော့ကိုယ်စိတ်ထဲမှာဘယ်လိုမျိုးတွေခံစားရလဲ။အော်မျိုးသားတော့ဘယ်လိုခေါ်မလဲခွဲနေရကြာကြီးဆိုတော့ဟိုလွမ်းနာတို့စိတ်ပူမိတာတို့ပေါ့နော်အဲ့လိုမျိုးတော့ရှိတာပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်တွေ့တော့လဲအော်နိုင်ငံတော်ကိုထမ်းဆောင်နေရပဲကိုကအကို့အတွက်လဲဂုဏ်မိတယ်ပေါ့နော်အနေနဲ့မဖြစ်အောင်လဲအနေနဲ့ဆူတောင်းပေးပါလေချင်း အဲဒီရှစ်တန်းပြန်စတားကြီးပေါ့နော်ဂုံယူရတဲ့ဒီစတားကိုကိုရကိုမျိုးသားရတာဂုံရစတားကြီးတယောက်ဆိုတဲ့ခါကျတော့ဒီတော့ရင်းမှာကိုရကြောင်းကိုပြောချင်တဲ့စကားရှိရင်ပြောမျိုး blog ကနေပြောပေးပါဦးဟုတ်ကျွန်မရကြရဲ့အမြဲတမ်းဂုံယူနေမှာပါလို့အခုလိုမျိုးအောင်မွေးတွေဆင်ပြီးပြန်လာရင်အတွက်လေဂုံယူဝဲမြောက်မိပါတယ်လို့ဟုတ်ကဲ့ပါရှင်ဖြေကြပြီးတော့ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်